အားလုံးသမိတ်ဆွေများမင်္ဂလာပါဒီတစ်ပတ်တာကာလမှာလက်ဆောင်ပေးခြင်းတဲ့ယရိယာတစ်ခုရှိပါတယ်အဲ့ဒါတော့အခြေရဲ့အိမ်တော်ရေးနဲ့ပတ်သက်တဲ့ယရိယာဖြစ်ပါတယ်အခုကျွန်တော်တို့ဘေရင်ဟောကမ်းမှာကျွန်တော်ကိုယ်တိုင် ပြုလုပ်ပေးတဲ့ယရိယာပါပဲအင်မတန် လွယ်ကူတဲ့နောက်ထပ်အခြေရဲ့အိမ်တော်ရေးနဲ့ပတ်သက်တဲ့ယရိယာနီလန်တစ်ခုပေါ့နော်အဲ့ဒါအားလုံးသောကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပြောပြပေးမှာဖြစ်ပါတယ် အာဘယ်ရင်အောင်ကန်းတို့ဘယ်ရင်ဆရာတို့စီဆိုတော့အမြဲတမ်းကိုကရောက်မနေနိုင်ဘူးပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ကို့မှာအခြေရင်းနဲ့ပတ်သက်တဲ့ဒုက္ခပိန်တော်ရင်းနဲ့ပတ်သက်တဲ့အစင်မပြေမှုကြုံနေတယ်ဆိုရင်ကိုယ်တိုင်လှုပ်လိုက်ကိုယ်တိုင်လှုပ်လဲစွမ်းတာပဲရတရားကိုယ်တိုင်လှုပ်လဲစွမ်းတယ်ဘယ်ရင်ဆရာလှုပ်ပေးလဲစွမ်းတယ်ဘသူလှုပ်ပေးလှုပ်ပေးအစင်ပြေတယ်အဲ့တော့အဓိကအခြေရင်းမှာပါလဲဆိုတော့ကိုယ့်ရဲ့အိမ်တော်ဘက်ကိုယ့်ရဲ့ချစ်သူ သူတို့ကကိုယ်ကိုဆွဲလန်းစေခြင်းနဲ့ဆွဲလန်းတဲ့အခါကျရင် तू ကကိုယ်တယောက်တည်းကိုပဲဆွဲလန်းစေခြင်းတာပေါ့နော်ကိုယ်ကလွဲရင်တခြားဖွဲတဲ့သကွယ်ဖြစ်စေခြင်းတာပေါ့ကိုယ်ကလွဲရင်တခြားကိုဖွဲတဲ့သကွယ်ဖြစ်စေခြင်းတယ် तू ရဲ့စိတ် तू ရဲ့ဝိညာဉ် तू ရဲ့တန်ရောစဉ်အဲ့ဒါတွေအားလုံးကိုယ်တယောက်တည်းမှာပဲစုပုံပြီးတော့ရှိနေစေခြင်းတယ်ဒါအခြေရေးပေါ့ဒါအခြေရေးအတ္တအခြေရေးမှာအတ္တရှိတယ်နော်ချစ်တယ်ဆိုတာမဟုတ်ပါဘူးမချစ်ဘူး ချစ်တာမဟုတ်အတ္တတွေပါအဓိကဒါတော့တရားသဘောနဲ့ပြောရင်တော့အတ္တပေါ့ဒါအခြေရေးကိုဒါလောကသဘာဝတရားဆိုရင်တော့ယောက်ျားလေးနဲ့မိန်းကလေးနဲ့တယောက်နဲ့တယောက်ကြားထဲမှာချစ်ချင်းတရားတွေတယောက်နဲ့တယောက်ချီနှောင်မှုတွေเนาะတယောက်နဲ့တယောက်ကိုတယောက်တည်းကိုပဲချစ်စေခြင်းနဲ့ဆိုတဲ့စိတ်တွေကိုယ်ပဲတန်ရောစဉ်ရှိစေခြင်းနဲ့ကိုယ်အလွန်ကျန်တဲ့လူကိုဂရုကိုမဆိုင်စေခြင်းအဲ့လိုမျိုးဖြစ်စေခြင်းနဲ့အတ္တပေါ့ဒါတော့ရှိတဲ့ရှိတတ်တဲ့အတ္တပေါ့เนาะ လောကီမှာနေပြီးတော့အဲချစ်သူရည်သားထားပြီးတော့အိမ်အောင်ပြုတ်ပြီးတော့အဲ့ဒီအတ္တမရှိဘူးဆိုတော့ဘလို့တိတ်ပဲကြီးလဲပေါ့နော်စဉ်းစားကြည့်ပေါ့ငါယောက်ျားငါချစ်သူယူခြင်းအားယူအဲ့လိုတွဲလို့မှမရလားအဲ့တော့အခြေအနေပတ်သက်ရင်တော့မဖြစ်မနေအတ္တကြီးရမှာပဲအဲခင်ဗျားတို့မပြောနဲ့ကျွန်တော်လည်းကြီးတာပဲနော်ဒါဘလူးပဲဖြစ်ဖြစ်အခြေအနေပတ်သက်ရင်တော့မရဘူးပဲအဲ့တော့ကျွန်တော်တို့ဘဝမှာအခြေအအိမ်အောင်ရည်တဲ့နဲ့ပတ်သက်တဲ့အခါမှာခုနကပြောတဲ့အတ္တဆိုတာကိုတယောက်တည်းကိုပဲချစ်စေခြင်းနဲ့ ။နောက်ကိုတယောက်တည်းကိုပဲဆွဲလန်းစေခြင်း ਨੇ ။သူ့ရဲ့စိတ်တွေ၊သူ့ရဲ့အုံနောက်တွေ၊သူ့ရဲ့နှလုံးသားတွေအားလုံးထဲမှာကိုတယောက်တည်းပဲရှိနေစေခြင်း ਨੇ ။ပြင်ကိုအချိန်ပြည့်သတိရနေစေခြင်း ਨੇ ။နော်အဲ့လိုမျိုး စိတ်ရှိတယ်။အဲ့တော့လူတိုင်းမှလည်းအဲ့လိုစိတ်ရှိတယ်။အဲ့လိုစိတ်ရှိတဲ့အခါကျတော့သူကကတော့အတ္တပေါ့နော်အတ္တစိတ်ရှိတဲ့အခါကျတော့ကျွန်တော်တို့ဘေးရင်ဆရာကြီးကိုရောက်လာတာပေါ့ရောက်လာပြီးရင်သူကဘေးရင်ဆရာကိုခုနကလိုပဲပြောတာကိုယ်ဝင်လင်းလင်းပြောတယ် ဆရာလည်းဂျမားတယောက်တည်းဝယ်ဆွဲလန်းအောင် လုပ်ပေးဂျမားကိုပဲချစ်အောင် လုပ်ပေးတစ်ချိန်လုံးဂျမားကိုသတိရနေအောင်လုပ်ပေးသူအဲ့လိုလာပြီးတော့ဗီရင်ဆရာကိုရရရလှုပ်ခိုင်းတယ်ရရရလှုပ်ခိုင်းတဲ့အခါကျတော့ကျွန်တော်ကလည်းလှုပ်ပေးပါတယ်စောင်းရွက်ပေးတယ်ကျွန်တော်ကဖြူတယ်မဲတယ်ဟာဘာညာကျွန်တော်မဝေဖန်ပါဘူးလာတဲ့ဧည့်သည်တွေနော်ကလေးတွေလည်းရှိတယ်အသက်ကြီးတဲ့လူတွေလည်းရှိတယ်အိမ်တော်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အဆောင်တွေရရရတွေလှုပ်ချင်တယ်ဆိုရင်ကျွန်တော်လှုပ်ပေးလိုက်တာပါပဲအဲ့တော့ကျွန်တော်တို့ ရရမှာအခြေအနေပတ်သက်ပြီးတော့ကိုယ့်ကိုပဲချစ်ခင်စေခြင်းနဲ့ကိုယ့်ကိုဆွဲလန်းစေခြင်းနဲ့ကိုတယောက်တည်းကိုပဲသူ့ရဲ့စိတ်နှလုံးဝိညာဉ်အားလုံးထဲမှာစိုးမိုးနေစေခြင်းနဲ့ဆိုရင်ပြောင်းမှုကိုတောက်တဲ့ရုပ်ထုပြီးတော့ဓာတ်ပုံမှာကတ်တဲ့ရရရလှုပ်လို့ရတယ်အဲ့တော့ဒါကတော့ပြောင်းမှုပေါ့နော်ပြောင်းမှုကိုကျွန်တော်တို့တောက်တဲ့ရုပ်ထုရတယ်ဒါဗဟုဆိုင်မှာကျွန်တော်သွားပြီးထုတ်တာပါဒီပြောင်းမှုလေးကိုပြောင်းမှုရိုးလေးကိုတောက်တဲ့ရုပ်ကလေးထုတယ် ထုပြီးသွားရင်ကျွန်တော်တို့ဓာတ်ပုံကိုလိုင်းစင်ပုံအဲသူ့ပုံနဲ့ကုတ်ပုံနဲ့ပေါ့တွဲထားရတယ်เนาะဒါနမူနာပြတာပါအဲယောက်ျားလေးပုံလိုင်းစင်ပုံကူးလိုက်မိန်းကလေးပုံလိုင်းစင်ပုံကူးလိုက်ပြီးရင်သူ့ပုံနဲ့ကုတ်ပုံနဲ့ကိုအဲ့လိုတွဲပြီးတော့ပလတ်စတိတ်လောင်းလိုက်ဒါပြောင်မှုတောက်တဲ့ကိုဓာတ်ပုံမှာကတ်မယ်ကတ်တဲ့အခါကျတော့ခေါင်းကိုဘယ်ဘက်လှည့်ကတ်မလဲဆိုတာရှိတယ်ဟိုကကိုကမိန်းကလေးကလောက်တယ်ဆိုရင် မိန်းကလေးဘက်ကိုယောက်ျားလေးကိုဆွဲလန်းစေခြင်းနဲ့ဆိုရင်မိန်းကလေးဘက်ကိုခေါင်းထားပြီးကပ်ဒါမျိုးလေးကပ်တကယ်လို့ယောက်ျားလေးကလှုပ်တယ်ယောက်ျားလေးကတော့လှုပ်ရမလို့ပါဘူးယောက်ျားလေးနဲ့မိန်းကလေးနဲ့ဆိုတာအာနွဲ့သူယောက်ျားလေးကတဘာဝတရားရအားကြီးတဲ့လူပဲရရလှုပ်ရမလို့အဓိကတော့မိန်းကလေးတွေပဲဟောတဘာဝကိုစန့်ကျင်ပြီးလှုပ်လို့တော့ဘယ်ရမလဲနော်အဲ့တော့ယောက်ျားလေးကိုဆွဲလန်းစေခြင်းနဲ့ဆိုရင်တောက်တဲ့ခေါင်းလေးကို ယောက်ျားလေးဘက်ကိုလှည့်ပြီးတော့ကတ်ရတာပေါ့နော်အဲ့တော့ကတ်ပြမယ်နော်ဘာနဲ့ကတ်မလဲဆိုတော့ဒီမှာစူပါဂလူးနဲ့ကတ်မှာဒီမှာတော့ကျွန်တော်နမူနာလုတ်ပြတာပါယောက်ျားလေးနဲ့မိန်းကလေးနဲ့ဘယ်လိုကတ်ရလဲဆိုတော့အဲ့တော့မိန်းကလေးကိုယောက်ျားလေးကစစ်ကင်ဆွဲလန်းစေဖို့အတွက် မိန်းကလေးဘက်ကိုခေါင်းကိုလှည့်ပြီးတော့ကြောင်မူတောက်တဲ့လေးကိုကတ်ပါတယ် ပြောင်းမှုကိုတောက်တဲ့ရုပ်ထုတယ်ပြီးလို့ရှိရင်ဓာတ်ပုံပလတ်စတစ်လောင်းထားတဲ့ဓာတ်ပုံကိုဒီလိုကတ်ပါတယ်အဲ့တော့အဲ့လိုကတ်ပြီးသွားပြီဆိုရင် ကျွန်တော်တို့စာရိတ်အနီလေးတဲ့ဒီထဲမှာဒီပြောင်းမှုတောက်တဲ့ကတ်သွားပြီပေါ့နော်ဒါကတ်သွားပြီခိုင်သွားပြီဆိုရင်အဲစာရိတ်အနီရောင်လေးတဲ့ကိုကျွန်တော်တို့ထည့်မယ်စာရိတ်အနီရောင်လေးကိုထည့်မယ် ပင်စာရေးလေးကိုကျွန်တော်တို့တခါတည်းလုံလုံချုံချုံပေါ့နော်ဖြစ်သွားခောက်လိုက်တယ်ပေါ့တည်တည်လေးခောက်လိုက်တယ်အကြီးမဟုတ်ပင်ကျွန်တော်စတာဘလာနဲ့စတာဘလာလေးနဲ့ချုပ်မယ်ပေါ့နော်သာဆိုင်နီလေးထဲမှာပြောင်းမှုတောက်တဲ့နဲ့ကပ်ပြီးသွားပြီပြီးလို့ရှိရင်ကျွန်တော်စတာဘလာလေးနဲ့ချုပ်လိုက်ပါနော် ဒါအခြေရဲ့အိမ်တော်ရေးကိုတယောက်တည်းဟိုပဲဆွဲလန်းအောင်ကိုတယောက်တည်းဟိုပဲခြေအောင်ကိုနာမှာပဲ तू ကနေခြင်းအောင်ပြောရင်တော့ပြောင်းမှုရဲ့သဘောကမပြောင်းဘူးတဲ့တောက်တဲ့သဘောကဆွဲဆွဲမြဲမြဲကတ်တာအဲ့တော့ပြောင်းမှုတောက်တဲ့ကတ်ထားတဲ့အတွက်သူ့ရဲ့စိတ်သူ့ရဲ့ဝိညာဉ်တွေအားလုံးတခြားတယောက်ပေါ်မှာအပြောင်းလဲမရှိဘဲနဲ့ကိုတယောက်တည်းမှာပဲဆွဲဆွဲမြဲမြဲချစ်ခင်တယ်နော်အဲ့တော့ဒီရေရာဘာကောင်းလဲဆိုတော့အเจ้าနဲ့တယောက် ဓာတ်ပြက်နေတာတွေရှိတယ်တချို့ကအခြေရဲ့အိမ်တော်ရေးလို့ပြောတာပေါ့ဒါပေမဲ့တယောက်နဲ့တယောက်ကဒစိမ့်သာသာလည်းရှိပါတယ်တယောက်နဲ့တယောက်အဆက်ဆံလည်းမရှိပြောဆိုစိမ့်ငါစိမ့်ငါနဲ့တချို့ဆိုရင်เนาะထူးထူးကျန်းကျန်းလင်မယားလို့သာပြောတာတိမ်ထဲမှာတယောက်နဲ့တယောက်ဝေးနေတာတွေရှိတယ်ယောက်ျားတဏှာအိတ်တယ်မိန်းမတဏှာအိတ်တယ်ပြောတော့လင်မယားတယ်เนาะဒါပေမဲ့ဝေးနေတယ်အဲအဲ့လိုမျိုးတွေဆိုရင်ဒီတောက်တဲ့ပြောင်းမှုတောက်တဲ့လေးပြန်ကတ်လိုက်ဟာလင်မယားတွေပြန်ပြီးတော့စိသွားတယ်ဗျာပြန်ကတ်သွားတယ်နောက်တချို့ မြဲမြံ့စေခြင်းတဲ့ကိစ္စဆိုရင်ဒီရေတရာလောက်တယ်။ပြောင်းမှုဆိုတာမပြောင်းဘူးတောက်တဲ့ဆိုတာဆွဲမြဲတယ်။အဲ့တော့အပြောင်းလဲမရှိဘဲနဲ့ဆွဲဆွဲမြဲမြဲကန့်နေဖို့အတွက်ပြောင်းမှုတောက်တဲ့ရေတရာလောက်ထားလိုက်မယ်ဆိုရင်ကြောင်းတဲ့တယောက်ဆွဲလန်းစေတယ်ချစ်ခင်စေတယ်။တယောက်ဆိုတယောက်ဘရောက်ဆိုဘရောက်ဖြစ်တယ်။ကိုကလွဲပြီးရင်သူကဖွဲတဲ့သကွဲဖြစ်တယ်။အဲ့တော့ဒီရေတရာလေးကိုကျွန်တော်ရဲ့ဒါမိတ်ဆွေတွေပေါ့နော်အနေနဲ့ရကမိတ်ဆွေတွေပေါ့ကျွန်တော်ဒီလိုလာနိုင်တဲ့လူတွေလည်းရှိပါတယ်လာနိုင်ရင်လည်းကျွန်တော်လုတ်ပေးတယ် မလာနိုင်တဲ့မိတ်ဆွေတွေလည်းကိုယ့်အကိုနော်သွားပြီးတော့ပြောင်းမှုကိုတောက်တဲ့ရုပ်ထုတ်ပြီးတော့ဓာတ်ပုံမှသာကတ်ထားလိုက်နော်မြန်းစေခြင်းနဲ့လူမှန်သမျှကတ်ပြတော့ချစ်သူ ကိုယ်မထားခဲ့စေခြင်း ကိုယ်စွဲလန်းစေခြင်းနဲ့ကိုယ်တယောက်တည်းဟုတ်ပဲချစ်နေစေခြင်းနဲ့ဆိုရင်ဓာတ်ပုံလေးကိုကတ်ထားလိုက်အဲဒါရင်ယောက်ျားချစ်သူအပြောင်းလဲမလုပ်တော့ဘူးပေါ့ကိုယ်တယောက်တည်းဟုတ်ပဲစွဲစွဲလန်းလန်းချစ်ခင်နေစီမှာပေါ့နော်အဲ့တော့ဒီတယောက်နဲ့တယောက်မကွဲစေတဲ့ အသားလုံးရေတရားလေးလည်းလှုပ်ထားပါတော့။ဒါပေမဲ့မလှုပ်တတ်ဘူးဆိုရင်ပထမတင်တဲ့ဗီဒီယိုဖိုင်ထဲမှာအသေးစိတ်ရှင်းပြထားပါတယ်ပြန်ကြည့်လို့ရပါတယ်နော်။နောက်တစ်ခုကဓာတ်ပုံတွေကူးပြီးတော့ပြောင်းမှုကိုတောက်တဲ့ရုပ်ထုတ်ပြီးတော့လည်းစူပါဂလူးလေးနဲ့ကတ်ထားလိုက်။ဒါဆိုရင်တော့အိမ်ထောင်ရေးမှာတိတိတသာအဆင်ပြေသွားစေတာပါတော့။ကိုကဖြူရင်သူကပြန်ဖြူတာပေါ့။ဒါဟိုသီအိုရီကပုံသေးနည်းပဲ။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေပေါ့နော်ချစ်သူပဲဖြစ်ဖြစ်ရီးသားပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်အိမ်တော်ပဲဖြစ်ဖြစ် သူ့ဘုံမှာကိုကမကောင်းမြင်လိုက်တာနဲ့ तू ကပြန်ပြီးမကောင်းမြင်လာတယ်။သူ့ဘုံမှာကိုကအကောင်းမြင်လိုက်တာနဲ့ तू ကကိုယ်ကိုပြန်မြင်တယ်။ तू ကကိုကလေးစားလိုက်တာနဲ့ तू ကပြန်ပြီးလေးစားလာတယ်။ကိုကချစ်ခင်လိုက်တာနဲ့ तू ကပြန်ပြီးတော့ချစ်ခင်လာတယ်။အဲ့တော့အဲ့တော့မျိုးဒါကြောင့်မလို့အဲ့ဒီပုံသေးကြီးကမှန်ကန်မှုရှိတယ်။ဒါကြောင့်မလို့ကိုယ်အနေနဲ့ကိုယ့်ယောက်ျားဘုံမှာမကောင်းတဲ့စိတ်နေစိတ်ဓာတ်တွေမထားနဲ့။မကောင်းတဲ့အမြင်တွေမမြင်နဲ့။မကောင်းတဲ့အတွေ့အကြုံတွေမတွေ့နဲ့။မေတ္တာတရားနဲ့ခြိနှောင်ဖို့အကြံပေးခြင်းပါတယ်နော်။ ဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39ခု92 2029ဆိုတဲ့လက်ကင်ပုံကိုဆက်ပြီးတော့လဲအကူကြီးတောင်းခံနိုင်ပါတယ်နော်အားလုံးသောမိတ်ဆွေပေါင်းကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေပူပင်တော့ကကင်းဝေးကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ဆုတောင်းမြတ်တာများအားလုံးကိုလှိုက်လိုက်လဲလဲပို့သပေးလိုက်ရပါတယ်